ငွေပြိတဲ့တယောက်အနေနဲ့ကြည့်ဖို့လာတယ်။ခွေလာမာတဲ့ဟိုကခွေလာမာတဲ့ဟိုကညီဖြစ်သူကိုတော်တော်ငင်ကတ်နေ။ကုန်လှတယ်အကုန်ကောင်းတယ်ယူရသေးလားဒါမဲ့အဲစာပြောပါတယ်မေးတဲ့ပိတ်တက်တယောက်အနေနဲ့ပဲကြည်ပေးပါတဲ့ကိုသားတယောက်အနေနဲ့မကြည်နဲ့တဲ့ အဲ့လိုမျိုးကိုကိုမျက်စိကမှတော့အကုန်လုံးလှနေတာပေါ့နော်။ဘာဝွက်ဝက်လဲသူကလှလားဆိုလှတယ်ပြီးပြောနေတော့အပြိတ်သက်တယောက်အနေနဲ့ပဲကြည်ပေးပေါ့နော်။အမေတယောက်အနေနဲ့မကြည်ပါနဲ့။ငင်ပြိတ်သက်တယောက်အနေနဲ့ကြည်ဖို့လာကြ။ခွေလာမာတဲ့ဟိုကခွေလာမာတဲ့ဟိုကညီဖြစ်သူကိုတော်တော်ငင်ကပ်နေ။အရန်ကျင်တတ်တာပေါ့သမီးရဲ့။ဒါမဲ့ဟိုကလိုအပ်သေးတာပေါ့နော်။အများကြီးတရုပ်ဆောင်ဘိုင်းနေလဲရှိသေးတယ်။ဒီဟာတစ်ခုတည်းမဟုတ်ဘူးပေါ့။ဘက်ဆောင်တော်မလေ။နော်ဇက်ဆောင်ဆိုတော့လေ။အဲဇက်ဆောင် ဇရိုက်ပြီးပြန်အောင်အကုန်လုံးတော်မှာပဲရမှာပေါ့နော်ဒီတစ်ခုတည်းနဲ့လည်းမပြည့်စုံသေးဘူးအလျက်ထင်းတယ်အဲ့လိုတော့မဟုတ်ပါဘူးအမေအမေနဲ့အမတ်ရဆိုလို့ရှိရင်အမေကတားကိုအကောင်းညမ်းမြင်တာပေါ့လေအဲတခုခုဝေးလိုက်ပြီဆိုရင်အမေသားဒါလာလာဆိုပြီးတော့ကိုကလှတယ်အမေနဲ့လှနေတော့အဲ့လိုမလှလာတဲ့တခုခုသွားလဲ မလားဝစ်ပြရတယ်ဗောနမေတာလလမင်းမဟုတ်သေးဘူးမင်းမင်းကကိုသားမဟုတ်လေတော့ပြမှာအာငါသားငါချစ်တော့အကုန်လုံးလနေရပဲလေအဲရောနောက်ပိုင်းဆိုရင်မင်းတို့သိမ့်မမေးရခုလဲအချင်းချင်းစကားဆိုအဲ1 on 1တာတာဗောအမေချစ်လို့ပြောရတာအနီးဟုတ်လားကံကောင်းပါတယ်ကံလဲဟိုဒါအဖို့ပြက်လို့မရဘူးဗောဒါတန်မိုးရှိကျွန်တော်တက်တော့အဲကျွန်တော်ရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုပဲဟိုကျွန်တော်ပါတခြားသိပ်မကြီးမောင်ဒါအကြီးမားဆုံးပဲဆိုတော့ အမျိုးရဟာဒါကံကောင်းပါတယ်ပြီးတော့အဲယနေ့ချိန်ဒီပေါ့နော်အကူသားဘာပဲလုပ်လို့ကျွန်တော်တို့ကလည်းစွဲရတော့မပါပါဘူးဒါပေမဲ့အမေကအားလုံးကိုဖွင့်ပြပေးတယ်လက်ခံပေးတယ်ဒါဟိုငငယ်တွေကကျွန်တော်ကဒီလုပ်ကို view မမက်လုပ်ချင်ခဲ့တာဆိုတော့အဲ့ဒါကိုလည်းဆယ်တန်းအောင်လာတဲ့ဒါလုပ်ခွင့်ပေးမယ်ဆိုတာနဲ့အမေကိုစိန်ခေါ်ခဲ့တာငယ်တော့အမတ်တရနော်အမေမော်ရီတန်းပို့ပြီးဆိုတော့တာမင်းရောက်လာပြီအမေလည်းမသိဘူးပေါ့နော်အဲအဲ့တော့ဆယ်ဆောင်အောင်စင်းကမထွက်သေးဘူးထွက်သေးတော့ ဒါအောင်မသေးကြလားအောင်မသေးကြမှပေးလို့မယ်ဆိုတာနဲ့သေကြတယ်ဆိုတော့ယုံကြည်ပေးခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်က၁၀တန်းမောင်းငင်တည်းကအဲဒီဒီလို့စလို့တော့ပေါ့အောင်စင်တော့လည်းအောင်သွားတော့လည်းတော်သေးအောင်ကျွန်တော်အမီနဲ့ကတော့ဟိုမလုံးချင်လုံးချင်အများတော်ခွင့်ပြုပေးနေတဲ့အတွက်ကြောင့်မို့လားကျေးဇူးတင်ပါတယ်